ဆောပြန်ဟောတဲ့စကားအနှစ်ချုပ်ကမာလဲလို့ဆိုသူတစ်ပါးရဲ့စိတ်နေသဘောထားတွေကိုမသိကျင်နေပါစေတဲ့ကိုယ့်ရဲ့စိတ်နေသဘောထားတွေသိအောင်လုပ်ပါ သူများစိတ်ကိုမသိတာဘာမှအရေးမကြီးဘူးကိုယ့်စိတ်ကိုသိအောင်လုပ်ပါအဲ့တော့သိအောင်လုပ်ဆိုတာဘာလဲဘာတတိပ္ပဏသုံးပါတတိပ္ပဏတရား၄မျိုးဟောတဲ့ထင်မယ်စိတ်တာနုဘသနာတတိပ္ပဏဆိုတာ ကိုယ်စိတ်ကိုအကဲခတ်ဆောင်ကြည့်လေ့ကျင့်တော်ဆိုလိုတယ်။ငါစိတ်လေးမှာလောဘတွေမကြမ်းမကြာဖြစ်သလား။ဒေါသတွေမကြမ်းမကြာဖြစ်သလား။မောဟတွေမမနာတွေတမိစီရတွေမကြမ်းမကြာဖြစ်သလား။ကိုယ်တဏ္ဍနဲ့မှာစိတ်အငြိကြီးတွေများနေသလား။အငြိကြီးတွေရှိသလားဆိုတာရှိသလားမရှိဘူးလားဆိုတာကို အမြဲမပြတ်စောင့်ကြည့်အကဲခတ်ရမယ်လို့စိတ်တာနုပတနာဆို contemplation of mind စိတ်ကို တတိနဲ့သမာဓိနဲ့စောင့်ကြည့်စောင့်ကြည့်ရုံနဲ့အလုတ်ပြီးလာလို့ဆိုမပြီးဘူးစောင့်ကြည့်လိုက်တဲ့အခါဘာတွေ့အဖြေနှစ်ခုထွက်လာလိမ့်မယ်ငါးစိတ်ဟာလောဘတွေနဲ့တွဲနေတယ်ဒေါသတွေနဲ့တွဲနေတယ်မောဟတွေဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီအဖြေရပြီဆိုလို့ရှိရင်ဒါတွေဖယ်ဖို့ကြိုးစားလိုက်တယ်အကယ်၍ငါးစိတ်လေးဟာ ကောင်းတဲ့သဘာဝတရားတွေနဲ့သာရှိပြီးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးကုသတရားတွေပဲအဖြစ်များတယ်လို့အဖြစ်ထုတ်လို့ရှင်အေးဒီအခြေအနေတခုမပြက်ပြားစေပဲရှေ့ဆက်ပြီးတော့တရားထုတ်လို့ဒီလိုဆုံးလို့တယ်